ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Smarty KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအက္ခသောရေးသားထားတဲ့စုံမကြီးတော်ပြင်းနဲ့ထွန်ပြန်ကုန်းအပိုင်း69ကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးမစတင်ခင်မှာ Smarty Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗီနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ်ကျမကတော့အစီအစဉ်တက်ဆက်သူဟိမန်ကူကူဖြစ်ပါရဲ့ရှင် မဲပြင်းလာပေါ်တဲ့ထမင်းကိုအားရပါရစားတော့ကြပြီးရဲ့ခါမှာတော့မဲပြင်းကထမင်းတောင်းကလေးကိုပြန်သိမ်းပြီးရွာထဲပြန်မှုအတွက်ပြင်ဆင်ပါတယ်ဒီခါမှာတော့ကိုလူအေးကပါကြီးရွှေရူကိုပါကြီးရာခင်းနဲ့တိတ်ပြီးတော့လောဆရာမရှိတော့ဘူးဆိုတော့ကျုပ်လည်းဖြူပွေးနဲ့တူတူအိမ်ပြန်လိုက်သွားလိုက်တော့မယ်ပါကြီးရွှေရူကခေါင်းညိတ်ပြီးအေးပြန်ကျင်နေပြန်လေကွာအားလည်းနေမဆောင်ခင်နှွားတွေသိမ်းပြီးပြန်လာခဲ့လိုက်မယ်ကိုလူအေးကထမင်းတောင်းကလေးကိုထမ်းလိုက်ပါတယ်မဲပြင်းကကိုလူအေးကိုကြည့်ရင်ကိုလူအေးရှာရရပြန်လို့ဖြစ်ပါမလား ဖြစ်ပါတယ်။ရလို့ဆိုတာစိုက်ချင်ပြုချင်တော့ပဲအလုံးများတာလေ။ဒီလိုချင်ဆိုရင်တော့ပေါင်းလိုက်တာတော့ပဲရှိရတာဆိုတော့တိတ်ပြီးတော့အလုံးမများဘူးပွာ။ကဲသွားကြစို့။ကိုလူအေးနဲ့မေပြင်းတို့ကနေဗန်ရွာအတွင်းကိုလှမ်းလျှောက်လာခဲ့ကြပါတယ်။ရှာခဲရနီအထွတ်လမ်းပေးမှာတော့အလေးကျပေါက်နေတဲ့ပန်းချုံလေးတွေရှိပြီးအယောင်သွေးဆောင်လင်းစွာဖူးပွင့်နေကြပါရယ်ကိုလူကြီးကအဝါရောက်ပန်းလေးတွေပွင့်နေတဲ့ပန်းချုံကလေးကပန်းဝင်ကလေးတွေကိုလက်နဲ့ချိုးယူပြီးတဲ့အခါမှာမဲပြင်းစီကိုလှမ်းပေးပါရယ် မေပြန်ပန်းပွင့်မြင်တွေ့လိုက်တာနဲ့အလွန်ထိတ်လန့်သွားပြီးလက်နဲ့ပုတ်ချလိုက်ပါတယ်ကိုလိုအဲ့တော်မှာအထိတ်တလန့်ဖြစ်သွားတယ်လေမဖြစ်လို့လဲဖြူဖွေးမေပြန်ရင်းနေတောင်းလာပြီးတဲ့နောက်ရမက်ကိုလက်နဲ့ဖိထားပြီးအသက်ကိုအမောတကြီးရှူဆိုင်နေမိပါတယ်ကိုလိုရေအမေပြန်လက်မောင်းပြေးတွဲလိုက်ပြီးဘလို့ဖြစ်တာလဲဖြူဖွေးချပန်းနေမုံနေပန်းနေတိတ်မုံနေမေပြန်ကဒေါသတကြီးနဲ့ပြောတာပါပန်းဆိုတာမင်းကလေးတွေရဲ့အစင်တစားပဲဖြူဖွေးရဲ့ဖြူဖွေးကဘာဖြစ်လို့ပန်းတွေမုံရတာလဲ မသိဘူးကျွမသိဘူးကျွကမေးပါနဲ့တော့ဘာမှထပ်မမေးပါနဲ့တော့ကိုလူရအလွန်ထူးဆန်းနေပြီမဲ့လေမဲပြင်းကိုကြောက်ကုန်ပုတ်သက်ပေးရင်ကဲဘာပဲဖြစ်ဖြစ်စိတ်ခံခံထားစမှာဖြူဖွေးရဲ့တတိလေးထားစမှာနော်တမ်းမွန်နေမြင်တဲ့အခါမှာမဲပြင်းရဲ့စိတ်ထဲဖိုးမောင်ရဲ့အကြောင်းကအလွတ်လွတ်ရောက်လာမြဲပါဖိုးမောင်ကလည်းမဲပြင်းပန်းမနာကိုနှက်တက်တယ်ဆိုတော့ကြောင့်မဲပြင်းကတန်းနေခုပြီးတော့ချစ်သူအကြိုက်တွေးစီပွင့်ရန်အတွက်တကူတကပန်းစင်ခဲ့မှုတွေအကြောင်းတွေကိုပြန်မြို့တွေးမိတဲ့အခါတိုင်းမှာဖိုးမောင်အလွန်နာကြီးရဲ့စိတ်ကပေါ်ပေါက်လာစမြဲပါ မေပြင်းအချိန်ခဏကြာတဲ့အခါမှာစိတ်ပြေသွားပါတယ်။ကိုလူအေးရဲ့ပူပန်ဆိုးရင်လည်းမျက်နှာမြင်တွေ့လိုက်ရတယ်လေ။ရပါပြီဘာမှဖြစ်တော့ပါဘူး။အကိုတောင်းမှမာရဖြူပွေးရဲ့ဖြူပွေးကပန်းမကြိုက်တဲ့တောင်မသိပဲနဲ့ပန်းခုပေးခဲ့မိတယ်။ဟုတ်ပါဦးအကိုရဲ့ဒါအကိုအပြစ်မဟုတ်ပါဘူးအကိုနဲ့ဘာမှဆိုင်မအောင်။မေပြင်းကအရှိန်နဲ့ခတ်တတ်တက်ကလေးလှမ်းသွားလိုက်ပါတယ်။ကိုလူရီကတော့ထမင်းတောင်ထိုင်နေတဲ့မေပြင်းရဲ့မျက်နှာအခဲခက်ပြီးအနာခံလန်းလန်းနေလိုက်လာခဲ့တယ် နေပြည်တော်အဝင်မြောက်ခင်မှာကာလာသား၄၅ယောက်ကမေပြင်းအရှိမပိတ်ရလိုက်ကြတယ်။အဲ့နောက်မေပြင်းစူးစူးဆက်ဆက်ဝိုင်းကြည့်ကြတယ်။ကာလာသားတွေကိုမြင်လာကြောင့်ကိုလူအေးကအရှိကိုပြေးလာတယ်။ကာလာသားတွေကကိုလူအေးကိုကြည့်ရင်ကိုလူအေးကတော့လူဝရိုရိုအေးအေးနေပေမဲ့မိမတော့စွတ်စွတ်လတ်လတ်ကလေးရွေးတတ်သားပဲဗျ။ဟုတ်ပါဗျာ။ကိုလူအေးမိမချောရဲလှတယ်ဆိုပြီးရွာတဲ့တရင်ချင်တာအမှန်ပဲဗျ။ဒီလောက်လှတဲ့မိန်းကလေးကိုရအောင်ရှူနိုင်ခဲ့တာ။မဟုတ်မှလွဲရောကိုလူအေးစီမှာစေးကောင်းဝါကောင်းနီလန်းကောင်းလေးရှိတဲ့ပုံပဲ။ တူတူလည်းမျှပါအောင်ဗျာကိုလူရအလုံးညက်နာပြန်နေရပါဟောင်းနေမင်းတို့ဘာရီရှောက်ပြောနေရလဲဒီမိကလေးကငါမိမမမဟုတ်တာကာလာသားတွေထူဆန်းသွားပြီးတော့မသိပါဘူးဗျာအရက်ထဲတော့ကိုလူအေးမိမယူလာတယ်ဆိုတာပဲကြားတာဒါနဲ့ဒီမိကလေးကကိုလူအေးရဲ့မိမမဟုတ်ရင်သူနဲ့ကိုလူရဘာကြော်လဲကိုလူရမဲပြင်းကိုလှည့်ကြည့်လိုက်ပါတယ်မဲပြင်းကခေါင်းသာငုတ်ထားတာပါကိုလူအေးကကြံရမရတော့ပဲဟုတ်ကွာ तू ကငါနှမတော်တယ်နှမဆိုရလား ကျုပ်တို့ကြားပေါ်တာကိုလိုအေးကတခေါင်ကျွတ်ဆိုနှမရင်းတော့မဟုတ်ဘူးပေါ့ကွာ။ तू ကငါနဲ့ဆွေမျိုးနီးစပ်တော်တယ်။ဘာကြီးနေခဲ့တဲ့တယောင်ရွာငါတို့အမျိုးကွာ။ဩဟုတ်ပြီဟုတ်ပြီ။တယောင်ရွာဆိုတာကိုလိုအေးရောမိပါရေနေခဲ့တာမလားဗျ။ဒါနဲ့ကိုလိုအေး तू ကအပြို့လား။ဟာကွာမင်းတို့ဘာကြီးလိုက်မင်းညာလဲအပြို့ပေါ့ကွာ။ကာလာသားတွေရှီမောလိုက်ကြပြီ။ဟာကျုပ်တို့စူတောင်းနေပြည်တာပဲဗျ။ကဲကိုလူကြီးခင်ဗျားရဲ့နှမကလေးကိုကျွတ်တို့ရွာသူဖြောင်းခေါ်ထားတော့မယ်ပြို့မင်းတို့စကားဘာစကားလဲကွာ ။အိုးဗျာ။သူလည်းပြူကျွတ်တို့ကလည်းလူပြူလူလွတ်တင်မဟုတ်လားဗျ။ဒီတော့ကျွတ်တို့တွေကတယောက်ကသူ့ကိုချီရေးဆိုပြီးတော့တအိုးတိန်ထူထောင်ပြီးဒီရောက်မှာပဲခေါ်ထားမယ်လို့ပြောတာ။ဟုတ်တယ်ရောက်ပါကြီးရ။ကာလာသားတယောက်ကိုလူအေးကိုရောက်ပါကြီးလို့ခေါ်လိုက်တဲ့အခါမှာကိုလူအေးတယောက်အဲ့လူစီကိုပြစ်ကတ်သွားပြီးဘယ်ဘက်လက်တီနဲ့အဲ့လူရဲ့မျက်နှာကိုထိုးလိုက်ပါတယ်။အေကလာတာလည်းအလေငိုင်မှုမရှောင်နိုင်တော့ဘဲနဲ့လက်သေးချက်ထိမှန်ပြီးမြေပေါ်လဲကျသွားပါတယ်။ဇန်နဲ့ကလာတာရီကအေကလာတာကိုတွဲထုလိုက်ပါတယ်။ မဲပြင်းကလည်းအလွန်ထိတ်လန့်သွားပြီးတော့ကိုလူအေးရဲ့လက်မောင်းပြေးဆွဲလိုက်တယ်။ကိုလူအေးကတော့တရှူရှူတရှဲရှဲနဲ့ဒေါသထွက်နေရလေ။ကာလာသားတွေကကိုလူအေးကိုကြည့်ပြီးဟဲ့လူခမရဘာလုပ်တာလဲ။မင်းတို့ပါဇက်တွေပိတ်ထားကြစမ်း။ငါ့အောင်ငါ့နမရှိမှရှောက်ဖလို့မခေါ်နဲ့ကွာ။ကိုလူအေးကရှန်လို့နေရာကြောင့်မဲပြင်းကပဲဝင်ထင်ရပါတယ်။အကိုအကိုလူအေးအဲ့လိုမလုပ်ပါနဲ့ရမဖြစ်ပါနဲ့တော့။မဲပြင်းတာတာကြောင့်ကိုလူအေးငြိမ်ကြသွားတာပါ။ကာလာသားတွေကလည်းဖုတ်ဖက်ခါခါထလာရင်ဒီမှာကိုလူအေး ဒီခါတော့ကျုပ်တို့တွေတီးခတ်လိုက်မယ်။ကာလာသားတွေကလဲကြည့်လဲကြည့်နဲ့ထွက်သွားကြပါရဲ့။အဲ့ချိန်ထိကိုလူအေးကတော့တမပြေသေးပါဘူး။ကိုလူအေးရဲ့စကားပြောနေဘာဖြစ်လို့လက်ပါတာလဲ။ဟာဖြူဖေးရဒီကောင်ကြီးကစသလိုလိုနောက်တလိုနဲ့နင့်ကိုစော့ကားနေတာဟာယောက်ျားဖြစ်ပြီးပစက်စီကမ်ရှိတဲ့ဒီကောင်ကြီးကလုံးလုံးကိုကြည့်မရအောင်။ကဲပါသူတို့ကလေကိုလူအေးကိုခင်းလို့စကြနောက်ကြတာပါကျွတ်တို့ရပါမှာစိတ်ကလာသားတယောက်နဲ့တယောက်ခင်းမယ်ရောက်ပါဆိုပြီးတော့မှခေါ်တတ်ကြတာလေငါ့ကိုတော့ဒီလိုလားမခေါ်နဲ့ငါမကြိုက်ဘူး ငါ့ကိုကြိုက်တယ်လို့စားလို့ရတယ်နောက်ပြောင်လို့ရတယ်ငါစိတ်မဆိုးတက်ဘူးအေးဒါပေမဲ့နင့်ကိုစားတာနောက်တာတိုက်ခါချတာတော့ငါမကျေနပ်ဘူးဖြူဖွေးကိုလူအေးရမျက်မှောင်ကြီးကျုပ်ပြီးဒေါသထွက်နေရပါမဲပြင်းရလဲရည်ကျကျနဲ့ကဲပါကိုလူအေးရစိတ်လျှော့လိုက်ပါစားနောက်ခံရတိုင်းသာထိုးကြိတ်နေနောက်ဆိုကိုလူအေးဆိုရင်နာမည်ပြပြကိုလူမိုက်ဆိုရင်နာမည်တွင်သွားအောင်မယ်မေပြာပြောရည်ပြီးပြောလိုက်တော့မှကိုလူအေးတယောက်စိတ်ပြေသွားပြီးရီမောလိုက်ပါတယ်။ပြီးရနေနှစ်ယောက်သားအိမ်ကိုပြန်လာခဲ့ကြပါတယ်။တကြီးဖိုးမောင်ကတော့အယက်ကြီးတာတောင်းနေရပါ ရှိခိုးမရှိရတာကြောင့်လူရဲငါတွေစားပါမရှိရတဲ့အတွက်နောက်ဆုံးဖိုးမောင်ရဲ့အနီကိုပြန်ကပ်လာကြပါတယ်။ဖိုးမောင်ကတော့တကြီးမင်းထိုင်တဲ့ပုတ်လုံးကြီးတွေနဲ့လှုပ်ပြီးကနောက်ပန်းတွေနဲ့အလားစင်ထားတဲ့တသားခုံကြီးမှာခန့်ခန့်ကြီးထိုင်နေရပါ။သူ့ရဲ့နဘေးကျမ်းပြန်မှာတော့စနီးအစ်စက်ဆက်ကြောက်ကထိုင်နေရပါ။ဖိုးမောင်ကပရင်ရောင်ထားနေတဲ့အရက်ကိုမော်တော်လိုက်ပြီးရင်တော့ခွက်အလုတ်ကိုကြောက်ဘက်ကိုပေးလိုက်ရင်ဟဲ့ကြောက်အရက်ကုန်ပြီလေနေပါကြည့်နေရတယ်နည်းနည်းပါပါအလိုက်လေးပါလေသိအောင်မပေါ့ဟဲ့ ကြာဟုကိုအော်ငော်ပြီးပြောဆိုလိုက်တဲ့အခါမှာကြာဟုကမျက်ရည်ကလေးတဆန်းဆန်းနဲ့နဘေးကအရက်ပလင်ကိုယူပြီးဖိုးမောင်ရဲ့လက်ထဲမှာကင်ထားအရက်ခွက်တဲကိုလောင်းထည့်ပေးလိုက်ပါတယ်။ဖိုးမောင်ကမူရည်နေတဲ့သူမို့ခွက်ကလှုံ့ရန်သွားတဲ့အတွက်ကြာဟုထည့်ပေးတဲ့အရက်တွေကဖိုးမောင်ရဲ့လက်ပေါ်ကိုဖိတ်ဆင်ကျသွားပါတယ်။ဖိုးမောင်ကဒေါသထွက်ပြီးကြာဟုကိုလှည့်ကြည့်ရင်ဟဲ့ကြာဟုနင်ဘလို့လောက်တာလဲဒီအရက်တွေကဘလောက်တန်နေဆိုတာနင်သိလားဟဲ့။ပြောရင်းဆိုရင်လည်းဖိုးမောင်ကကြာဟုရဲ့ခုပ်ပိုးကိုလက်နဲ့ထူထောင်ပါတယ်။ကြာဟုကငိုယူပါတယ်။ အဲ့ဒီချိန်မှာပဲတကြီးရဲ့လူယုံတယောက်ကအိမ်မော်ပြေးတက်လာပြီးတကြီးဥငွေတို့ရောက်လာပါတယ်ဖိုးမောင်ကမျက်မှောက်ကျုပ်လိုက်ဒီဖိုးရဘာလာရှောက်တာလဲမသိဘူးအိမ်မော်လွတ်လိုက်စမ်းကွာမကြခင်မှာပဲဥငွေတို့တယောက်အိမ်မော်တက်လာပါတယ်ဖိုးမောင်ရဲ့အနီမှာထိုင်ပြီးတော့မျက်ရည်တဆန်ဆန်နဲ့ရှိုက်ငုံနေတဲ့တမီးဖြစ်သူတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်မောင်ဖိုးမောင်မင်းနဲ့ကနေပြောစရာနည်းနည်းရှိတယ်ဖိုးမောင်ကဥငွေတို့မော်ကြည့်လိုက်ခင်ဗျာကျုပ်ကိုဘယ်လိုခေါ်လိုက်တာလဲဖိုးကြီး မောင်ဖုံးမောင်လို့ခေါ်လိုက်တာလေဘာဖြစ်လို့လဲမောင်ရငါတမန်လေမောင်ရနာမည်ခေါ်တာဘာဖြစ်လို့လဲဖုံးမောင်ကစပွဲကိုလက်နဲ့ပုတ်လိုက်ရင်ခမားတမတ်ဆိုပြီးတော့ကျုပ်ကိုခေါ်ကြနိုင်ခေါ်လို့မရဘူးကျုပ်ကဒီပါရဲ့တကြီးဒါကြောင့်ကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်ကျုပ်ကိုတကြီးလို့ပဲခေါ်ရမယ်ဦးငွေတူဒေါသထွက်သားပုံရှားပါတယ်တိုင်မဲ့လေစိတ်ကိုထိန်လိုက်ပြီးတော့တကြီးဆိုလေတကြီးပေါ့ကွာဟေးတကြီးမင်းနဲ့ကလည်းပြောစရာစကားရှိပြောစရာရှိပြောလိပြဦးငွေတူကကြောက်ဦးကိုကြည့်လိုက်ရင်သမီး နေခဏခဏဝင်နေစမ်းကျောက်ထထွက်သွားမယ်ပြင်လိုက်တဲ့အချိန်မှာဖိုးမော်ကကျောက်ကိုလက်နဲ့တန်းလိုက်ရင်ကျောက်နင်ဘဲမသွားစရာမလိုကဲဖိုးကြီးပြောစရာရှိရဒီမှာသာပြောဒါဆိုလည်းငါပွန့်ပွန့်လင်းလင်းပဲပြောမယ်မင်းကတမီမပါဘူးဆိုဟိယအဲ့ခါမှာဖိုးမော်ကတခွိခွိနဲ့ရှိမောပါတယ်အဖိုးကြီးခင်ဗျအလုံးမရှိဘူးလားเจ้าก็จ่มไม่ပါဗျจ่มไม่เอาจ่มป้องเจนป้องไปมาป้องจ่มป้องบ่เออเราขะเหมียช้านี่บ่ไล่ผิดเนี่ยแหละอ่ะเปิ้มแห่เฮียมิงก็ตะมีเนี่ยป้องน่ะมาป้องน่ะอตาทา အခုလိုနှိမ့်ဆက်ပြီးရိုင်းနေနေရငါ့တမီးမှာဘာပြစ်ချက်ရှိလို့လဲဘာချွေရင်းချက်တွေရှိနေလို့လဲကွာငါတို့တမီးကငါတို့အိမ်မှာဆိုရင်ချိန်မွေးမိမလားလက်မွေးမိမလားနေခဲ့ရတဲ့သူသူ့ကိုရိုက်နှက်ဖို့မပြောနဲ့မိမနှစ်ပါတော်မှာလက်ဖျားနဲ့တစ်ချက်မှတိုးထိခဲ့ဘူးတာမရှိဘူးကွာအခုရွာထဲမှာမင်းကကြောက်ဦးကိုနှိမ့်ဆက်နေအကြောင်းကိုပြန်နှံ့နေရပဲမင်းလို့ရတဲ့ရတက်ကရက်တော့ဟဲ့အောင်ဒီမှာအရင်ကဘလို့ပဲနေခဲ့ရနေခဲ့ရအခုတော့ကြောက်မင်းမှဖြစ်သွားပြီကြောက်ရဇနီးမယားဖြစ်သွားပြီဗျအဲ့ဒါကြောင့်ခင်ဗျားတို့เนี่ยဘာမှမဆိုင်တော့ဘူး ကျွန်ကသူ့ကိုနှိမ့်ဆက်တယ်ဟုတ်လားဒါတော့ဗျာလင်းနဲ့မြာရှာနေတော့ဆိုပြီးပြောကြတယ်မဟုတ်လားတယောက်နဲ့တယောက်ကြားရမှာအဖို့ထက်လေးတော့ရှိတာပေါ့ဗျာဒါခင်ဗျားတော့ရေးကြီးခွင်ချင်းနေပုံကြီးမချဲ့ပါနဲ့ဖိုးမောင်ကကြောက်ဦးကိုစိုက်ကြည့်ပြီးဟဲ့ကြောက်ငါနဲ့ကိုနှိမ့်ဆက်လားငါနဲ့ကိုရိုက်နှက်နေလားဖိုးမောင်မျက်မှောင်ကြီးကျုပ်ပြီးကြည်နေတဲ့အတွက်ကြောက်ကကြောက်လန့်ပြီးတုံ့ရင်နေရပါဖြေစမ်းငါနဲ့ကိုနှိမ့်ဆက်နေလားလို့မနှိမ့်ဆက်ပါဘူးတကြီးကဲဖိုးကြီးခင်ဗျားသမီးပြောတာကိုခင်ဗျားရှင်လိုက်တော့ နောက်ဆိုရင်သူများလင်များချတဲ့မှာဝင်မပါမိအောင်နေစားမှာဟုတ်ပြီလားဦးငွေတိုးလေဒေါသထွက်ထွက်နဲ့အိမ်မောကနေစင်သားပါရယ်အဲ့ခါမှာဖိုးမောင်ကအခါကြတနက်ကိုဆွဲဖြုတ်ပြီးခက်ကြဲကြဲအော်လိုက်ပါရယ်ဟဲ့မပူနဲ့တော်မြင့်ထွက်လာခဲ့ကြစမ်းမပူနဲ့တော်မြင်အောင်အကြုပ်ကိုအလုပ်ကျေးပြရန်အတွက်ဦးဝေတို့ထည့်ပေးလိုက်တဲ့မိန်းမတွေပါဖိုးမခေါ်တဲ့ကြတာကြောင့်အိမ်ယောက်ကအိမ်နောက်ဖေးကနေပြစ်ထွက်လာပြီးကြံ့ကြုံကလေးဝင်ထိုင်ပါရီညီတို့ညောင်အိမ်မွားနေစင်ခွကြင်စင်ကြစမ်းမပူတို့လည်းအံ့ဩသွားပြီးတော့ ဆင်းလို့ပဲဖြစ်မလဲတကြီးရဲ့ကျွတ်တို့နှစ်ယောက်မမလေးကြောက်ကိုအလုပ်ကျပြုဖို့ဆိုပြီးထဲပေးလိုက်တာမဟုတ်လားတော်ဆန်းငါစကားအပေါ့ကျလို့တာတွေသဘောမကျဘူးငါတကြီးငါအမိတ်အိမ်မွားနေစဉ်စုံစဉ်းစားဟာဘာလဲညီတို့ကမစင်းချင်ဘူးလားတကြီးကမပုရိုဘက်ကိုခြောက်လုံးပြူကိုချိန်ရလိုက်တဲ့အခါမှာမပုရိုလည်းအပြေးလွှားနေအိမ်မွားနေစင်းပြေးသွားကြပါရဲ့ကြောက်ကတော့တရှုံရှုံနဲ့ငိုကြွေးနေပါအဲ့ချိန်မှာအိမ်မောမမေဖြူတက်လာခဲ့ပါရဲ့ဖိုးမောင်ကမမေဖြူတွေ့တဲ့အခါမှာအတက်တယောနဲ့ ဘလို့လဲကြည့်တော့မပြင်းကြောင်ပါကြသည်လေမမေဖြူကတပြင်းရှည်ကြီးတစ်ချက်ချရင်နဲ့အခုထိတော့ဒီအနီးနောက်မှာဘာတမ်းမှမကြားသေးပါဘူးကွယ်ကြီးတော့တကယ်ပဲနဲ့နှက်ဆက်ဆက်ရှာလို့လားကျုပ်ပြောတဲ့ပေရောရွာတို့လှဲလန့်ကွာရွာတို့သွားမရှာဘူးလားသွားတော့သွားပါရယ်ကွယ်ပေရောရွာမှာလည်းမေတင်းရဲ့အရေးအယံမတွေ့တလို့လှဲလန့်ကွာရွာကိုလည်းရောက်မလာခဲ့ဘူးဖိုးမောင်လည်းစိတ်ပြက်လက်ပြက်နဲ့ဒါဆိုဘယ်များထွက်သွားပါလဲကြီးတော့ပြောတော့စုံးစုံးစုံးပညာနဲ့မေပြင်းကိုရှာလို့မရနိုင်ဘူးလားဗျာ လလမ်းမိတလို့တော့မေးစမ်းထားပါတယ်တကြီးရဲ့ကျုပ်လည်းကျုပ်ရဲ့တကြီးအာနာနဲ့ရွာတွေလူလွတ်ပြီးတော့မဲပြင်းရောက်လိုက်ဖမ်းဆီးထားပြီးတော့ကျုပ်ကိုအတီးပေးဖို့အတွက်မှားထားလိုက်အောင်မဲကြီးရောလည်းမဲပြင်းမတွေ့တွေ့အောင်ရှာပေးပါအေးပါကွအေးပါမမေဖြူမှာအိမ်မွားနေစင်းသွားပါတယ်ဖိုးမောင်ကမျက်နှာချက်ကိုတစ်ချက်ငေးကြည့်လိုက်ရင်မဲပြင်းမင်းဘမလဲမင်းဘမသွားပုန်းနေရများလဲရေရွက်လိုက်ပါရယ်ညတကောင်ချင်းကိုရောက်ရှိလုလာခဲ့ပါပြီမဲပြင်းအိမ်နေရာနေအသာထားလိုက်ပါရယ် အတူတူအိတ်နေကြီးတော့ခွေကတခေါခေါနဲ့အိပ်ပျော်နေပြီဖြစ်ပါရဲ့မေပြင်းကအင်းရှက်နေမစင်တော့ပဲအင်းနောက်ပြေးတခါနေသားဆင်းလာခဲ့တာပါအိမ်နောက်ရွာပြင်ဥတီကထွက်လာခဲ့ပြီးလူကြီးတိတ်နေအချိန်ပြတာမှုပြွာလုံးလေးတိတ်ဆိတ်နေရဲ့လီခွေဟောင်းတန်းစက်တုံတန်းတော့မှတစ်ချက်မကြောက်ပါဘူးမေပြင်းကရွာလယ်လမ်းစီကိုထွက်လာခဲ့တဲ့အခါမှာအယောင်သေးဆုံလင်းလာတဲ့မီလုံးကြီးတွေကမေပြင်းဥကောင်းထက်ကနေတရှိရှိနဲ့ပြန်တန်းသွားကြပါရဲ့ မီလုံးကြီးတွေက အနီရောင်မီလုံးတွေလည်းရှိသလိုအစေးရောင်အဝါရောင်အပြာရောင်မီလုံးကြီးတွေလည်းရှိပါတယ်။မဲပြင်းရတော့အဲ့မီလုံးတွေကစုံကဝေတွေခရီးတို့ပြန်လှားပြီးတော့သွာလာနေကြတယ်။စုံမီလုံးတွေဖြစ်မှန်းတိလိုက်တယ်လေ။စုံမီလုံးတွေကအလုံးရဲ့ရာနဲ့ချီရှိပြီးတော့ရွာပြင်မြောက်ဘက်ရဲ့ဆီကိုဥတီပြီးသွားနေကြတာ။မဲပြင်းကတရက်တကြီးဖြစ်တာမို့ပညာထုတ်မသုံးတော့ပဲလမ်းလျှောက်လို့လာတာပါ။မဲပြင်းရဲ့ဥကောင်ပေါ်နေဖြတ်တန်းသွားကြတဲ့စုံမီလုံးကြီးတွေကမဲပြင်းကိုတွေ့တဲ့အခါမှာလှောင်ပြောင်ရှိမောသွားကြပါရဲ့ မြေလျှောက်ဆုံးလေးပါလားလျှောက်ထားစမ်းဟေးအတန်သေးတန်ကြောင်တွေနဲ့ရှိမောပြီးရွာပြင်ကိုထွက်သွားကြပါလေမေပြင်ကလမ်းလျှောက်လို့ထွက်လာခဲ့တဲ့အခါမှာရွာပြင်ရောက်မှာတော့မီးလုံးကြီးတွေဟာရှာကင်းကိုဖျက်ဆီးသွားကြပြီးတဲ့နောက်ကိုလူအေးညွန်ပြတဲ့ထွန်ပြန်ကုန်းလို့ခေါ်တဲ့တော်ရန်ကလေးအပေါ်ကိုဝေဝိုက်ကပြန်တန်းနေကြပါလေအဲ့ဒါမီးလုံးကြီးတွေကတော့ကောင်းကင်ဘော်ကိုတိုးတက်ပြီးတော့ပြန်တန်းကအထက်အောက်ပြန်တန်းနေကြပြန်ပါလေ တခါတည်းကမှလည်းမီးလုံးကြီးနှလုံးပူပြီးတက်သွားတယ်လို့တခါတည်းကမှတော့မီးလုံးလေးငါလုံးတော့ကောင်းကင်ဘော်ကိုတပြိုင်နက်တည်းတက်သွားပြီးပူးချီခွာချီပြူကလေတူအတွင်မှာဆော့ကစားနေကြပါရဲ့။မဲပြင်းကတော့လမ်းလျှောက်လာရင်နဲ့ထွန်မြကောင်းဆက်စီကိုရှာလာခဲ့ပြီလေ။အဲ့ခါမှာဒူးကောင်းနဲ့ရှင်ဘတ်ထီမတက်ခါကိုင်းကြနေပြီးတော့ကြောက်ကောက်မှပူးကြီးတစ်ခုပါတဲ့လူကြီးတူကတောင်ဝေးတစ်ချောင်းထောက်ပြီးမတက်ရှင်နေပါရဲ့။မဲပြင်းရောက်သွားတဲ့ခါမှာတော့အဲ့လူကြီးကမဲပြင်းကိုအကဲခတ်ကြည့်ပြီးလက်ဆက်တတော်မင်းကိုပပရမင်းကိုစောင့်နေမင်းကနန်းလိုက်ခဲ့လိုက် အဲ့လူရပြောဆိုပြီးခြုံတွဲကိုတိုးဝင်သွားပါတယ်။မေပြင်းလေအနောက်ကနေလိုက်ပြီးတိုးဝင်သွားမိလေ။ခြုံတော်ဟာတဖြည်းဖြည်းနဲ့ပူပူပြီးတော့နှက်ဆိုင်ထူထက်လာတယ်။တနေ့အရောက်မှာတော့ခြုံပုတ်တွေပေါ်မှာခွေလဲရပတ်နေကြတဲ့မျိုးတွေကိုတွေ့ရတယ်။အဲ့မျိုးတွေကအစိတ်ပြင်းထန်တဲ့မျိုးစိုးတွေဖြစ်ပြီးတကိုင်းတွေပေါ်မှာတကောင်နဲ့တကောင်ရပတ်ပြီးအထွေးလိုက်တီးရှိနေကြတာ။ ခကောရတနည်းအားရောက်မှာတော့စူးချုံမိုးကြီးတစ်ခုကိုညာဘက်လက်နဲ့ရိုက်လိုက်ပြီးတော့တစ်ခုခုရွှေဖက်လိုက်တဲ့အခါမှာခြုံကြီးကနဘေးကိုတဖြည်းဖြည်းလိမ့်သွားပြီးရနောက်မြေပြန့်တစ်ခုကိုလှမ်းတွေ့လိုက်ရတယ်။အဲ့ဒီမြေကွက်လကပြန့်ပြူးနေပြီးတော့ခလုတ်ကသင်းတွေမရှိဘူး။မြေပြန့်ကွင်းမြေအတွင်မှာတော့စုံမီလုံးကြီးတွေစစ်တန်းကတည်ရှိနေကြတယ်။စုံမီလုံးကြီးတွေအတွင်မှာတော့လူမျက်နာတွေမြင်တွေ့ရပြီးဥကောင်းပြက်ကြီးတွေအသွင်လေ။အချို့စုံမီလုံးကြီးတွေကတော့တောင်ရတစုလေးရောက်တစုစူးစီးပြီးစကားစမြည်ပြောဆိုနေကြတာ။ခကောရတောင်ဝေးကိုမြောက်တင်ပြီး ဲ့တရောက်ပြီဟဲ့ငါတို့ပွဲစားကြမယ်အဲ့ခါမှာတော့ကောင်းကင်မှာပြန်တန်းနေကြတဲ့စုံမီလုံးကြီးတွေကအောက်ကိုပြန်ဆင်းလာပြီးတော့ကွင်းပြင်အတွင်းမှာစုဝေးကြတယ်မြေကြီးနဲ့မထီဘဲနဲ့လူတရက်စာနီးပါအမြင်မှာပြန်တန်းနေကြတယ်မကြခင်မှာတော့အဖေအောင်အလင်းနှက်ကြီးတစ်ခုကရွာတွေးရနေတိုးထွက်လာပြီးအဲ့ဒီအလင်းနှက်ကြီးပြန်တန်းလာတဲ့လမ်းတစ်လျှောက်မှာတော့အလင်းရောင်များစွာကျက်ရစ်နေတယ်မသိရင်တော့ကျက်တကုံတစ်ခုနဲ့အောင်မှတူလာတယ်လေ ဲ့အလင်းနန်းကြီးကထွန်မြန်ကုန်းရဲ့မြေပြင်အလဲမှာထွန်းလင်းနေပြီးတဲ့နောက်အလင်းနန်းကြီးအတွေ့အကြုံဤစပင်းပြပြနဲ့ဦးကောင်းပြကြီးတခုကတဖြည်းဖြည်းနဲ့ဆင်းသက်လာတယ်။ဘဘာကြီးကိုကြိုဆိုပါရယ်။စုံမီလုံးကြီးတွေကဝိုင်းဝန်းနှုတ်ဆက်လိုက်ကြတယ်။ဘဘာကြီးဆိုပေမဲ့လည်းယောက်ျားတယောက်မဟုတ်ဘဲနဲ့အဖွားကြီးတဦးသာဖြစ်တာပါ။အဖွားရဲ့စပင်ကအကြဆန်နေလိုမျိုးငွေရောင်ဆွဆွဖြူနေပြီးနရွက်တရားလဲနှတော်အလေးကြီးတွေဆွဲထားလေးရှိပုံရတာကြောင့်ပကုန်းကိုထားလို့နေပါတွဲကြနေတယ် နှာခေါင်းစီရလဲခတ်ချွန်ချွန်နဲ့ရှိလျပြီးနှာခေါင်းအလေတတဲမှာတော့ခက်ရွယ်ရွယ်စီသည့်အွယ်စားခန့်ရှိနေတဲ့အနီရောင်မဲ့ကြီးတစ်လုံးကထင်ရှားစွာတည်ရှိနေတယ်။အဖွားကြီးရဲ့မျက်လုံးတွေကတော့ဖန်တီးအောင်လားဝင်းလက်တောက်ပါနေရဲ့လေ။ပပာကြီးဆိုလို့ယောက်ျားကြီးမှတော့တကယ်တော့မိမကြီးဖြစ်နေအောင်။မေပြင်းကအဲ့လိုပြောလိုက်တဲ့အခါမှာတော့ဟဲ့ဆုံးမငါ့ကိုနင်ဘာမှပြန်ပြောစရာအကြောင်းမရှိဘူး။နင့်ကိုဒီကိုခေါ်လိုက်တာမေးစာရှိလို့ခေါ်လိုက်တာပဲ။မေးချင်လဲမေးပေါ့။တိုင်းမမြင်မြင်မေးကြောက်ချင်သိမ့်မရဘူး။ အောင်မေညီရများကြီးကြီးကျယ်ကျယ်နဲ့အေးပေါ်လေညီလိုမြေလျှောက်တဲ့ဆောင်ကလမ်းလျှောက်ပြန်ရမှာဆိုတော့အချိန်ကုန်တာပေါ့အေးဘဘာကြီးပြောလိုက်တဲ့အခါမှာစုံပြီးလုံးနေအကုန်လုံးကတဟီဟီတဟာဟာနဲ့ရှီမောကြပါရယ်မေပြရလဲဒေါသထွက်သွားပြီးတော့ခေါင်းဖြောင်းမှပြန်နိုင်တဲ့အောက်တန်းစားစုံနေရမြငါ့ကိုလာပြီးတော့ရှင်နေကြသေးရယ်အောင်မေဒီကောင်မကတိတ်ဆိုင်ပါလားနေကမေးမေအဲ့တော့နေပြန်ရအောင်တခြားအရက်ကစုံနေလိုက်ဒီရွာရဲ့အကြီးကဲဖြစ်တဲ့ငါ့ကိုဥချပြီးတော့ကြောက်ရရဲဆိုတော့မသိဘူးလားဟဲ့ မသိဘူးစိတ်ထဲဝင်စားအောင်မဲပြင်းကခက်ပြက်ပြက်သားဖြေလိုက်ပါတယ်အေးအရာမသိဘူးမဲအခုသိသွားပြီမလားကဲငါကဂရော့ဆန်အော်မာရရဆဆကျုပ်ကရှင့်လို့လူဂရော့ရမှာလားဂရော့ချင်းဂရော့ရှင်တို့တရားလုံးကကျုပ်ကိုဂရော့ရမှာဘဘာကြီးကဒေါသထွက်သွားပြီးတော့ဒီကောင်မတော့ကောင်းကောင်းပြောလို့မရပါလားမဲတင်နဲ့မေးရင်ဒီကောင်မကိုအချောင်းတရားနည်းနည်းပပနှိပ်ဆက်ပြလိုက်စမ်းဟိဆောင်းမီလုံးကြီးတွေအတွင်ကနေမီလုံးကြီးနှလုံးကတိုးထွက်လာပြီးတော့မေပြင်းရဲ့တစ်ဖက်တစ်ချက်မှာဝဲပြန့်နေကြပါတယ် နေ့လုံးမြေလျှောက်ဆုံးလေငါတို့နှိမ့်ဆယ်လွန်ရများကြနေမလားဟုတ်တယ်တော့ကြငါတို့ဆုံးကြည့်ရနှိမ့်ဆောက်ပါတယ်ဆိုပြီးတော့တိုင်နေတောနေအောင်မယ်ဒီကောင်မကဘဘာကြီးပြောသမျှကက်ကက်လန်ရန်တွေ့ပြီးရှာရှိရဲ့ကောင်မပဲအကြောင်းသိသွားဒီကောင်မရှာအောင်ဆွဲထုတ်ပြီးတော့ခြိထုံးပေးထလိုက်မယ်အဲ့လိုပြောနေရင်လည်းမိလုံးကြီးတွေကမယ်ပြင်းစီကိုပြေးဝင်လာတယ်မယ်ပြင်းကလည်းဘယ်ဘက်ကိုပြန်ဝင်လာတဲ့မိလုံးကြီးကိုလက်သီးနဲ့ထူချလိုက်တဲ့အခါမိလုံးကြီးကမြေပေါ်ဘုတ်ကနေပြုတ်ကြတယ်မြေပေါ်ရောက်တဲ့အခါမှာတော့မီးရောင်တွေကွယ်ပြားသွားပြီးခေါင်းပြကြီးတစ်ခုဖြစ်ကိုပြောင်းလဲသွားတယ် မေပြန်အိတ်ကောင်ပြက်ကြီးကိုချောင်းနဲ့ဖိနှင်းထားလိုက်တယ်။တဖန်ညာဘက်ကနေထပ်ပြီးတော့ပြန်ဝင်လာပြန်တဲ့စုံမီလုံးကြီးကိုလက်ဝါးနဲ့ရိုက်လိုက်ပြီးရင်တော့စုံမီလုံးကြီးအတွင်မှာရှိတဲ့စပင်ကိုလက်နဲ့ဆွဲဖမ်းထားလိုက်တယ်။အဲ့နောက်အဲ့စုံမီလုံးကြီးကိုစိုက်ကြည့်ပြီးညီရငါ့ရှောင်းထုံးကျင်နေတယ်လား။ဟာဆန်းနေပစောက်ဟာဆန်းမေပြင်းအဲ့လိုပြောလိုက်တဲ့အခါမှာလက်ထဲမှာခြင်ထားတဲ့ဆုံးဝခေါင်းကြီးကပါးစပ်လိုလိုဟလာခဲ့တာပါမေပြင်းကနောက်ထပ်လက်တစ်ဖက်နဲ့ဆုံးမရဲ့ပါးစပ်ထဲမှာရှိတဲ့ရှာကိုလက်နဲ့ဖမ်းဆုပ်ခြင်ပြီးအားနဲ့ဆွဲထုတ်ပါတယ ရှာတဖြည်းဖြည်းရှည်ထွက်လာပြီးတထောင်ခန့်ဖြတ်လာတယ်။မေပြန်ရှာလေကောင်တည့်တည့်မှရှာကိုတပတ်ရှူထုံးလာအထုံးပြုတ်လွတ်လိုက်ပြီးခေါင်းပြောင်လက်နဲ့ပုတ်ချလိုက်တယ်။ကြောက်နဲ့နင်းထားတဲ့ခေါင်းပြောင်လည်းဘောလုံးတစ်လုံးလိုပဲခတ်ပြီးတော့ကန်လိုက်တဲ့အခါမှာအဲ့ခေါင်းပြောင်စူးကြုံတွေအတွင်းတိုးဝင်သွားပြီးစူးရည်နဲ့ညှိတွေ့ပြီးအော်ဟစ်ပါရယ်။ပပကြီးကလည်းဒေါသချောင်းချောင်းထွက်နေတဲ့မျက်လုံးတွေနဲ့မေပြန်ကိုစိုက်ကြည့်တယ်။မေပြန်ကလည်းမထစ်တထေပြောရင်းနဲ့ရှင်လူမြောက်ကလည်းညှက်လိုက်တာရှင်။ဟဲ့ကောင်မအဲ့ဒါငါ့ရဲ့ဘယ်လယုံနဲ့ညလယုံဟဲ့။ဟွန်း ဘယ်လယုံနဲ့ညာလယုံတော့မှဒီလောက်ညံ့နေကျန်တဲ့သူတွေကတော့လင်းနဲ့မှုတ်တာနဲ့တည်းမှာလွင့်ထွက်သွားကြမဲ့ပုံပဲအဲ့ကောင်မှာတော့စုံပြီးလုံးကြီးတွေလှလှရှာရှာဖြစ်လာပြီးတော့ဘဘကြီးဒီမိန်ကလေးကကျွတ်တူတူအရလုံးစော့ကားလုံးနေပြီနော်ဒီမိန်ကလေးကိုဆုံးမခွင့်ပေးပါဟုတ်တယ်ဘဘကြီးဆုံးရအောင်လာပြီးတော့လူတွင်ကျဲလှုပ်ချင်နေဒီဆုံးမကိုကျွတ်တူတူအရလုံးကပေါင်းပြီးတော့မှတ်လောက်သားလောင်းဆုံးမမှာရမယ်ဘဘကြီးကလည်းခေါင်းညိတ်ပြီးတော့အေးကွယ်မင်းတို့တင့်တယ်လို့သာလောက်ကြတော့ငါမင်းတို့ခွင့်ပြုတယ်အဲ့ကောင်မှာတော့မေပြည့်ရဲ့ခေါင်းလေးအတွေးတစ်ခုဝင်လာတယ် အဲ့အတွေ့အရတော့အချားမဟုတ်ပါဘူးကိုလူအေးရဲ့အကြောင်းမှာငါသူတို့နဲ့တိုက်ပွဲဖြစ်ခဲ့သူတို့အဆင်လာလို့တော့အตาကလေးနိုင်မှာအမှန်ပဲဒါပေမဲ့ငါနဲ့ပတ်သက်နေတဲ့ကိုလူအေးတို့မိသားစုသူတို့တွေအညှိုးထိုင်တော့ဘာပညာမှမတက်တဲ့ကိုလူအေးတို့ပဲဒုက္ခရောက်ကြလိမ့်မယ်ထရီမကတိပဲနဲ့ဒီမိမကြီးကမေရိုတိုင်တမ်းမယ်ဆိုရင်နီကိုရီကငါ့ကိုကြည့်မြရီမေရိုကတန်ခတ်တော့မှာပဲမဖြစ်ဘူးငါစိတ်ကိုရှော့ရမယ်ငါသူတို့တိခတ်မှာဖြစ်မယ်အဲ့ဒီအချိန်မှာပဲစုံမီလုံးကြီးတွေကမေပြင်းကိုဆက်လက်နဲ့အမျိုးစုံနဲ့ပြစ်ခတ်ပါတယ် မဲပြန်လဲဆိတ်လျှော့လိုက်ပြီးဖြစ်တာကြောင့်ဘလို့မှမကာကွယ်တဲ့ခါမှာဆက်လက်နဲ့တွေကမဲပြန်ထိမှန်ပြီးမဲပြန်တရားဝုန်းကနေပောက်ကွယ်ပြီးလွင့်ထွက်သွားပါရယ်။စုံမီလုံးတွေကမဲပြန်ကိုမညာမတာထပ်မှန်ပြီးတိုက်ခိုက်ကြပြန်နေ။မဲပြန်ကဆက်လက်နဲ့တည်းရဲ့ထန်ကြောင့်လူလိမ့်နေအောင်ခံစားရတယ်လေ။စုံတွေကအညုတ်တကြီးနဲ့အတန်ကြာပစ်ခတ်ပြီးရနောက်တော်တော့ရလိုက်ကြတော့နင်တို့လောက်တာနဲ့ဟိုကောင်မလေးသိနေပါအောင်မယ်။ဘဘကြီးတားဆီးလိုက်တဲ့ခါမှာစုံတွေကရက်တန်လိုက်ပါရယ်။ မဲပြည့်ရဲ့တစ်ခုလုံးမှာဝစ်ဆင်ထားတဲ့အဝတ်အစားတွေကဆော့ပြတ်တက်နေပြီးမိခိုးငွေတွေလည်းတူအူနဲ့တက်နေရလေခြေလက်မျက်နှာတွေမှာလည်းအပေါင်းစိမ့်တွေဘရဘဖြစ်ပြီးသွေးစိမ့်ရှင်ရှင်ထွက်နေရပါဘဘကြီးကအနားကိုတွေ့ကလာပြီးမင်းမှတ်ပြီလားကောင်းပါလေမှတ်ပါပြီတို့ရောက်မှာမင်းထက်ပညာအရာသားတဲ့စုံတွေအများကြီးရှိရဲ့ဒီတော့မင်းဒီရောက်မှာလာပြီးမောက်မှာလို့မရအောင်မဲပြင်းကလည်းလဲကြလျက်ပဲဟုတ်ကဲ့ပါဘဘကြီးကျောက်မှာပါပြီကံကနေ့ကိုမင်းမယ်နေ့နာမည်ဘယ်လိုခေါ်လဲကျောက်နာမည်ဖြူဖွေးပါ နေငါတို့ရောက်ဘာလာလောက်တာလဲဟုတ်ဟုတ်ဒီအရက်ဒီဒီတောက်မှာအခြေချစင်လို့လာတာပါမဖြစ်နိုင်ဘူးအေးတာမန်လူတွေဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တို့ရရဲ့စီကံရတခြားလာတဲ့ဆုံတယောက်ကဒီရွာလူတယောက်ရောက်နေအိမ်အောင်ရသားကြတာမဟုတ်ရင်ဒီရွာမှာတသက်လုံးနေခွင့်မရှိဘူးဒါဖြင့်အချိန်ခဏပဲနေခွင့်ရမှာပေါ့နော်တောင်းလာပဲအချိန်ရမယ်ကောင်မလေးအဲ့ဒါမင်းနေနိုင်တဲ့အချိန်ပဲတောင်းလာပြလို့မှမင်းထွက်မသွားဘူးဆိုရင်တော့ငါတို့မင်းကိုမထုတ်ရလိမ့်မယ်မင်းပြင်လေထိတ်လန့်တောင်းမိပါတယ် တုံးလာဆိုတဲ့အချိန်ဟာအချိန်ခဏလေးသာဖြစ်တယ်လေ။တုံးလာပြီလို့နှင်ထုတ်ခံရတဲ့အခါဘယ်နေရာကိုသွားရမယ်မှမပြင်းမသိဘူး။တစ်ဖက်ကလည်းဥရွှေရိုးတို့မိသားစုနဲ့မိသားစုတန်ရောဆန်ဖြတ်တောက်ပြရမှလည်းစိုးရိမ်နေမိတယ်။မင်းဒီရွာမှာအေးအေးဆေးဆေးနေပါ။ကတနာရှာဖို့စိတ်မကူပါနဲ့။ပြီးတော့မင်းကလည်းမကြိုးစားပါနဲ့။ငါလူတွေရဲ့အကြောင်းသိတယ်။လူတွေရဲ့စိတ်ကိုငါဖတ်နိုင်တယ်။ဘဘကြီးကမဲပြင်းကိုချိန်ချပြီးရင်တော့မိုးပေါ်ပြန်တက်သွားတယ်။အခြားဆုံးကွေရီကလည်းမိုးပေါ်ပြန်တက်သွားတယ်။အဲ့နောက်ထွန်ပြန်ကောင်းမှမဲပြင်းတူရဲသာကြံခဲ့တာပါ။ မဲပြင်းကလူလက်ထဖို့အတွက်ကြိုးစားလိုက်တဲ့အခါမှာခက်ကုံရမဲပြင်းကိုလက်ကမ်းပြီးဆွဲထုတ်လိုက်ပါတယ်။မင်းဘာလို့မခုခံလိုက်တာလဲ။မဲပြင်းဘာမှမဖြေပါဘူး။မဲတင်တဲ့မင်းဟာပပကြီးရဲ့လက်ယုံတွေပဲ။သူတို့ကတာမန်ဆုံးတယောက်ကလွယ်လွယ်နဲ့တိုက်ခိုက်လို့ရမှာမဟုတ်ဘူး။မင်းရဲ့လုပ်ပုံကိုင်းပုံတွေကိုကြည့်ရတယ်။မင်းကအဆင့်မြင့်နေဆုံးတယောက်ဆိုတော့ငါရိတ်စားမိတယ်။ရှင်အထင်မှားနေရဖြစ်မှာပါ။ကျုပ်ကဘာပညာမှသိမတတ်တဲ့တာမန်ဆုံးတယောက်ပါ။ခက်ကောရမေပြည့်မျက်မှောက်ကျုပ်ကကြည့်ရင်းနဲ့ မေသူများကိုပဲလင်းလို့ရမယ်ငါတော့လင်းလို့မရဘူးနောက်တစ်ခုတစ်ခုစမ်းနေရကမင်းကဘာဖြစ်လို့များဒီလူတွေကိုနိုင်မာရက်နဲ့အရှော့ပေးပြီးအရှုံးပေးလိုက်တာလဲဆိုတာပဲမေတင်ကစိတ်အတွင်းအမော်နန်းဒေဝီကိုဒံယာရီကိုကုသခိုင်းပါတယ်မော်နန်းဒေဝီရဲ့ကုသပေးမှုကြောင့်ဒံယာရီကအကောင်းပကတိတိုင်းပြန်လဲဖြစ်သွားပါတယ်ကကုတ်ရအဲ့ဖြစ်ကိုအံ့ဩစာကြည့်နေမိရဲ့လေဘာဖြစ်လို့အရှုံးပေးလိုက်တယ်ဆိုတာရှင်သိပ်ပြောသိကြနေရမှာမဟုတ်လားခကုံးရခောင်းညိတ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ကြုံရင်ချက်သွားလို့ပဲရင်ချက်တယ်ဆိုတာလူတစ်ဖက်သားအတွက်စာနာပေးတတ်တာလူတစ်ဖက်သားနေရာနေဝင်ပြီးတော့တွေးပေးတတ်တာတဲ့မင်းပြောနေရတာကနားမလဲဘူးမပြင်းလဲဘာမှမပြောတော့ပဲတစ်ချက်ပြုံးပြီးတော့အဲ့နေရာနေလှည့်ထွက်လာခဲ့လိုက်တယ်ငါ့နာမည်ပူထွားတဲ့ဟောရီထွန်မြန်ကောင်ကပိုင်နေဒီသုံးလအတွင်းမင်းပြင်းနေရဆိုရင်ငါစီမကြမကြလာလဲပေါ့ကွာခကောက်ရအနောက်ကနေအော်ဟစ်ပြီးတော့ကြံခဲ့ပါရယ် မဲပြင်းလဲအိမ်နောက်ဖေးတကားကနေအိမ်ပေါ်အသားလေးတက်ခဲ့တဲ့အခါမှာအိမ်နောက်ခန်းမှာကိုလူအေးကိုတွေ့ရကြလန့်သွားပြီးရေရွတ်လိုက်ပါတယ်ကိုလူအေးကမဲပြင်းကိုကြည့်ပြီးဖြူဖေးညာရင်မို့ဆိုဘယ်လျှောက်သွားနေရလဲဟောဟိုဒါနဲ့ဟိုကိုလူအေးကဒီမှာဘာထိုင်လုပ်နေရလဲမအိပ်ဘူးလားအခုလေတဲ့နိုးလာတာပါအပေါ်သွားချင်လို့အိနာပြထွက်ခဲ့တော့တကားပွင့်နေရနဲ့ထူးစားလို့ဆိုပြီးကြည်နေ။ဟောတလားဆိုတော့မှပြင်သွားလေကိုလူအေးရဲ့ကြောက်တာခုနမှအိနာသွားချင်တာနဲ့ဆင်းသွားခဲ့တာကိုလူအေးကခေါင်းညိနေ။အင်း ဒါဆိုလည်းပြန်ရတော့လေမိုးလင်းမှုအဝေးလို့သေးတယ်။မေပြင်းလေအခန်းအတွင်းပြန်ဝင်ခဲ့ပြီးတော့ကြီးတော်ခွေးနှစ်ပေးမှပြန်လှည့်ပြီးအိတ်ချလိုက်ပါရယ်။ကလူရီယာအိမ်နောက်ဖေးကိုစဉ်းစားပြီးမကြက်ခင်ပြန်တက်လာရယ်။မေပြင်းလေဘာမှမစဉ်းစားတော့ပဲအိတ်ချလိုက်တယ်။မနက်မိုးလင်းတဲ့အခါကျတော့မေပြင်းအိတ်ရထားနောက်ကြရယ်။မေပြင်းတို့အချိန်မှာကလူအီရိုတူရီနဲ့ရာခင်နဲ့ကိုစဉ်းစားကြပြီးဖြစ်ပါရယ်။မေပြင်းကတော့တပြက်စီလေးတစ်ချောင်းယူပြီးချန်နေစင်ခဲ့ရယ်။ ခြံရှိမှာကြွေကြနေတဲ့တရွတ်ချောက်တွေကိုလှဲကျင်နေတဲ့အချိန်မှာမိမနှစ်ယောက်ကအနားရောက်လာပြီးမဲပြင်းကိုစိုက်ကြည့်ရဲ့မိမတူရဲ့မျက်နှာမှာကြောင်ချစ်တာတွေခံထားတယ်လို့အချစ်ရအစင်ရတွေပရပွားဖြစ်နေပြီးတော့ကျန်တဲ့မိမတူကတော့ပေါဖောက်ပေါက်နဲ့ဖြစ်နေအောင်တွေ့ရတယ်။အဲ့ဒီမိမနှစ်ဦးကမဲပြင်းကိုအခဲမကြီးရဲ့မျက်လုံးတွေနဲ့ဆူဆူဆက်ဆိုင်ကြည့်နေအောင်တွေ့ရတယ်။မဲပြင်းကအဲ့မိမနှစ်ဦးအကဲခဲရင်နဲ့ညာကြုံတွေ့ကြရတဲ့မဲတင်နဲ့မိရင်ဖြစ်မှန်းသိလိုက်တယ်။နင်ကြက်ကြက်တတိထားနင်ကတော့အမြဲစောင့်ကြည့်နေဆိုတော့နင်မမေ့နဲ့။ မိမနှစ်ဦးကပြောဆိုပြီးတော့ဒေါနဲ့မောနဲ့ထွက်ခွာသွားကြတယ်။မေပြီကတော့အဲ့မိမနှစ်ဦးကိုကြည့်ပြီးစိတ်ထဲကနေကြိတ်ပြီးတော့ရှီလိုက်မိပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရတင်မလေးကြန့်ရှိနေသေးတဲ့အပိုင်းစလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလေးမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတူပဲတင်ရှိပါရရှင်